်အာရခတတော်အေအင်းနဲ့တော်လိုင်းပူပေါင်းတပ်တွေပိတ်ဆို့ဖျက်တောက်ထားတဲ့နေအိမ်ကံပြူဝါစီကိုစစ်တပ်ကတက်ကူပို့ဖို့ကြိုးစားနေလို့လမ်းဟောင်းရောလမ်းသစ်ဘက်မှာပါတိုက်ပွဲတချို့ဆက်ရှိနေတဲ့အကြောင်းသတင်းရင်းမြစ်တွေကပြောပါရယ်လမ်းဟောင်းဘက်မှာဆိုရင်ဗစီရွာကနေရှေ့ဆက်မတက်နိုင်ဖြစ်နေပြီးလမ်းသစ်ဘက်မှာတော့ကိုကြီးရွာနာကခမောက်တောင်လို့ခေါ်ကြတဲ့နေရာမှာထိတွေ့မှုတွေဆက်ရှိနေတယ်လို့ဒေသခံတွေကပြောပါရယ်ရခိုင်နယ်မကွေးအစမှာတိုက်ပွဲဝင်နေတဲ့ တော်လိုင်းတက်တစ်ခုရဲ့ရဲဘော်တယောက်ရဲ့အစာနဲ့ပြောပြချက်ကို DVB သတင်းတောက်ကအတန်အစာထုဖတ်ပြထားပါဗျ။ရှိခါနဲ့စစ်ကူပို့တာတော့ရှိပါတယ်။နေအိမ်ကံဘော်ကိုမရောက်ပါဘူး။နေအိမ်ကံလမ်းဟောင်းဘက်ပစီရွာရှေ့ဘက်လောက်ပဲရောက်နိုင်တာမျိုးပါ။နိုဝင်ဘာလ18ရက်မှာတော့နေအိမ်ကံဘော်ကကဘာလုံးကိုထိတာရှိပါတယ်။အလုံးစုံပြိုကျပျက်စီးတာတော့မဟုတ်ပါဘူး။အထက်ကရေဒါကိုလည်းရွှေ့ထားတယ်လို့ကြားတယ်။ဘယ်တော့ကဘယ်ကိုရွှေ့တယ်ဆိုတာတော့တိကျအတိမပြုတ်နိုင်ပါဘူး။ အတိမပြုနိုင်သေးတဲ့သတင်းတွေအရာလက်ရှိနိုင်ငံကံပြူဟာပေါ်မှာအရာရှိနဲ့တခြားအဆင့်အပါအဝင်အင်အား300ဝန်းကျင်လောက်ပိတ်မိနေတာကြောင့်စစ်တပ်ကအခုလိုထိုးစစ်ဆင်ဖို့စူးစမ်းနေတာလို့သိရပါတယ်။စစ်ကောမရှင်တပ်ဟာမဆာခ905တဆင့်တပ်ခုတွေပို့နေတာဖြစ်ပြီးတော့လမ်းနက်ကြီးတွေနဲ့နေတိုင်းပစ်ခတ်နေသလိုလေကြောင်းဘုံကျဲမှုကိုလည်းပြုလုပ်နေကြောင်းဒေသခံကပြောပါဗျာ။ဘဝလိုငယ်ရင်တန်းတန်းနဲ့ဟိုကဗျာပြန်ပြန်ပြီးတော့ထိုးစစ်ဆင်တာပေါ့နော်။ထိုးစစ်ဆင်တော့လည်း ားကြီးထွက်ပြေးကောင်တွေများတယ်ထွက်ပြေးတဲ့ကောင်တွေမန်းချောင်းတိုင်းထွက်ပြေးကြတော့အခုမန်းချောင်းတစ်လျှောက်မှာဒီဩဇာနဲ့မာဇာကကိုကငါနဲ့အမရ၄ကိုကနေပြီးတော့ဗရန်ချောင်းတစ်လျှောက်ကိုစစ်ကြောင်းထိုးတယ်လို့လို့ပေါ့စစ်ပြေးတွေလိုက်ဖမ်းနေတာပေါ့နော်ဒါကြောင့်မဲစစ်တပ်ကနိုဝင်ဘာတတိယပတ်ထဲချောင်းဘေးကကြီးဝရီဖြစ်တဲ့မန်းစုံရွာရှောက်ဝရွာဝင်းကျင်အပြင်ပသိမ်မုံရွာလမ်းဝင်းကျင်မှာလည်းစစ်ပြေးတွေကိုလိုက်ရှာလေရှိတယ်လို့သူကပြောပါတယ် နေအိမ်ကံပြူဟာသာအလုံးစုံသိမ့်ပိုက်ခံရမယ်ဆိုရင်စစ်ကောမရှင်တိုက်ရဲ့ကပ္ပဆာ14အပါအဝင်အာမင်ဘူးနဲ့ပသိမ်မုံရွာလမ်းဆောင်ရာဗရန်မြို့အထိကိုတော်လိုင်းတက်တွေကနေမြေစွမှုလာနိုင်ခြင်းရှိတဲ့အကြောင်းမြို့ကန်တွေကခံမှန်းနေကြပါတယ်ကျွန်တော်စိုးသူအောင်ပါ